ဒေတာတစ်ခုမှာအိမ်ဆယ်အိမ်ရှိတယ်ဆိုပါတော့အဲ့မှာကိုယ်ဝင်ရခရစ်ယာန်ဖြစ်ပြီးတော့မှတိုင်ရဗုဒ္ဓဘာသာဖြစ်တယ်ဆိုရင်အဲ့ဒီဗုဒ္ဓဘာသာအိမ်ဟာဘာအပူပင်မှမရှိဘဲနဲ့အေးရှမ်းရှမ်းနေလို့ရတယ်အေးရှမ်းရှမ်းနေလို့ရတယ်ကျန်တဲ့ခရစ်ယာန်ကိုယ်ဝင်ရဒီဗုဒ္ဓဘာသာအိမ်ကိုဘယ်တော့မှအနိုင်မကျင့်ဘူးနော်အိမ်ဆယ်အိမ်မှာကိုယ်ဝင်ရမွတ်စလင်တွေဖြစ်တယ်ဆိုရင် ကျန်တဲ့တဲ့ဘလို့နေရလဲတိချင်ဘူဒီတော့မောင်တို့သွားကြည့်လိုက်ဒါဟာမင်းတို့ဘာသာရေးမှိုင်းတက်ပြီးပြောတာလဲမဟုတ်ဘူးတကယ်လက်တွေ့မြေပြင်ကိုမင်းတို့သွားကြည့်လိုက်ဘာဖြစ်လို့အဲ့လိုမျိုးဖြစ်တာလဲဆိုရင်ဒီမှာကြည့်ကြည့်မွတ်စလင်လူမျိုးအများစုဟာအများစုမဟုတ်အကုန်လုံးလို့လို့ပါဒီရဲ့အတွေးခေါ်ရှိရယ်ကဘာကြီးကိုအလားဖန်ဆင်းထားတယ် ဲ့တော့ဒီကဘာကြီးပေါ်မှာရှိနေတဲ့ဘယ်နေရာပဲဖြစ်ဖြစ်သူတို့မွတ်စလင်တွေပိုင်နေကြိုက်တဲ့နေရာမှာသူတို့နေထိုင်ခွင့်ရှိတယ်ဆိုတော့အတွေးခေါ်ကြီးอ่ะခေါင်းထဲမှာလူတိုင်းလူတိုင်းဆွဲမြဲနေတာအဲ့တော့မင်းဒီလိုအတွေးခေါ်ရှိတဲ့လူတွေ ਨੇ တခြားဘာသာဝင်တွေ ਨੇ ဘလို့မျိုးအတူတူရှင်သွဲပြီးနေထိုင်လို့ရမလဲဒါကရန်တမ်းမန်တမ်းပြောတာမဟုတ်ဘူးเนาะမင်းတို့လက်တွဲမြေပြင်ကိုတိချင်နေဆိုရင်ဗူဒီတော်မောင်တော်ကိုသွားကြည့်ကြည့်လိုက်အမှခိုးဝင်ဘေကလီကြီးမွတ်စလင်တွေက အယောက်တရာဆိုရင်ဒီဘက်ကရခိုင်ဆယ်အောင်လောက်ပဲရှိတော့တယ်ရခိုင်နေခွေးပြီးဝက်ပြီးပြရတယ်တော့ကြည့်ကြည့်လိုက်နော်အဲ့တော့အလားနေမမင်းအာမရဒေဘူးဆိုရင်ဒီရဲ့ကွန်မန့်မှာဒါမွတ်စလင်လူမျိုးတယောက်ကလာပြီးကွန်မန့်ရေးပြတာလားဒီကဘာပေါ်မှာအားလုံးကသူတို့ပိုင်နေပေါ့သူတို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့နေလို့ရတယ်ဆိုရင်မှကွန်မန့်လာရေးတာတယ်အတွေးခေါ်ပေါ့ကွာနော်သူတို့ရဲ့ဘာသာရက်နေတင်ပြလိုက်တဲ့အတွေးခေါ်ဟာအဲ့လိုအတွေးခေါ်ရှိတယ်အဲ့တော့မင်းဒီလိုလူမျိုးတွေနဲ့ငါတို့တွေဟာ ဘလို့အတူရှင်သွဲပြီးနေထိုင်လို့ရမလဲပြောရှင်းတာအဲ့တော့နိုင်ငံရေးကိုဝါသနာမပါဘူးရတယ်မလုံနဲ့နိုင်ငံရေးကိုဘယ်ကောင်ပဲအုပ်ချုပ်အုပ်ချုပ်မင်းနိုင်ငံသားဆိုတဲ့ဥစ္စာတော့ဘယ်တော့မှမပြောက်ွယ်သွားဘူးမင်းတို့အစိမ်းပဲအုပ်ချုပ်အုပ်ချုပ်အညီပဲအုပ်ချုပ်အုပ်ချုပ်ဒါပေမဲ့ဘာသာရေးကြတော့မတူတော့ဘူးနိုင်ငံရေးနဲ့ဘာသာရေးကြတော့မတူတော့ဘူးကိုယ်နဲ့မဆိုင်တလို့ပဲမင်းတို့နေနေကြမယ်ဆိုရင်ရှေ့မှာအင်ဒိုနီးရှားတို့မလေးရှားတို့တွေကိုမင်းတို့ကြည့်လိုက် တဖြည်းဖြည်းတဖြည်းဖြည်းနဲ့နော်တဖြည်းဖြည်းတဖြည်းဖြည်းသူတို့အင်အားများလာတာနဲ့အမြခုနကပြောသလိုပဲအိမ်ဆက်အိမ်မှာအခုကဗုဒ္ဓဘာသာအိမ်နေနည်းနည်းများနေလို့နေလို့ရနေတာမင်းဗုဒ္ဓဘာသာအိမ်ဟာအင်အားတဖြည်းဖြည်းနေလာပြီရောမတစ်ဖက်ကအင်အားများလာပြီဆိုရင်ဘလို့နေရလဲသိရှင်ဘူဒီတော့မောင်တော်ကိုတွားကြည့်ကြည့်လိုက်အဲ့တော့ဘာသာရေးဆိုတာလူတိုင်းနဲ့ဆိုင်တယ်ကိုနဲ့မဆိုင်တယ်လို့နေလို့မရဘူးနော်ဒီဥစ္စာလေးမှားခြင်းတယ် No,